နမဲကျော်အစိုးရရဲ့တပ်ပုတ်ပြီးအတန်အားကောင်းလို့ခြေကျူးခံရတဲ့ကျော်ကျော်ဘိုးရဲ့သမီး IK ပရိသတ်များအလုံးမမင်္ဂလာပါရှင်ဆယ်လင်စိုက်တာ page ကနေပြောလဲကြိုးစွလိုက်ပါတယ်။မင်းသားကျော်ကျော်ဘိုးကတော့အခုချိန်မှာအနုပညာအလုပ်အချို့ကိုပြန်လည်လုပ်ကိုင်နေပြီဖြစ်ပြီးတော့ Academy ရဖို့အတွက်ဇာတ်ကားကြီးတွေမှာလည်းပြန်လည်ပါဝင်နေပြီဖြစ်ပါတယ်။ကျော်ကျော်ဘိုးဟာတကိတကာကဗီဒီယိုလောကမှာနမဲရမင်းသားဖြစ်ခဲ့ပြီးတော့နမဲကြီးအငိမ့်ဖြစ်ကောင်းနမဲကျော်ထိတ်တန်မင်းသားတွေပဲပေါင်းဆက်ဖွဲ့စည်းထားတဲ့နှင်းစီအငိမ့်ရဲ့အဖွဲ့သားလည်းဖြစ်ပါတယ်။ပြောပြောနေတဲ့ င်မင်းသားဖြစ်ပြီးတော့နာမည်ဆိုးလုံးဝမရှိခဲ့တဲ့အတွက်ပရိသတ်တွေရဲ့အချစ်ကိုရရှိခဲ့တဲ့အမင်းသားဟောအခုတခါမှလည်းသူ့ရဲ့သမီးဖြစ်သူလေးကိုပရိသတ်တွေကဝိုင်းပြီးတော့ချစ်ပေးနေကြတာဖြစ်ပါတယ်ကြကြဘိုးရဲ့သမီးဖြစ်သူကအခြားအနုပညာရှင်တွေရဲ့သားသမီးတွေလိုမနာကြည်ခြင်းမရှိပဲပျော်ပျော်နေတတ်တဲ့ကလေးဖြစ်ပါတယ်။ အရင်ကတက်ပို့ပြီးတော့လှလာတဲ့အပြင်အဖေဖြစ်သူရဲ့အနုပညာသွေးအပြည့်ပါတဲ့အတွက်အနုပညာအလုပ်တွေမှာမကြခင်ပါဝင်လာတော့မှဖြစ်ပါတယ်။အိမ်နာမည်က IK ဖြစ်တဲ့ပြိုင်သူခလေးဟာအခုချိန်မှာဆိုရင်တော့စေကျော်သက်ဖြစ်လာပြီဖြစ်ပါတယ်။ အနုပညာရှင်တွေဆိုတာအယောက်တရာမှာတယောက်ထုံးကားဖို့ခက်ခဲတဲ့သူတွေပါအနုပညာကိုတကယ်ဝါသနာပါပြီးတော့တန်ဖိုးထားလို့နေရရအောင်ကိုပိုင်အရေးချင်းနဲ့ရယူခဲ့တဲ့ကြော်ကြော်ဘူးတို့ဟာယနေ့ခေတ်အနုပညာသမားတွေထပ်ပူပြီးတော့အရေးချင်းရှိတာကတော့အမှန်ပဲဖြစ်ပါတယ်ဒီလိုမျိုးအရေးချင်းရှိပြီးတော့အောင်မြင်တဲ့မင်းသားကိုအဖေတော်ထားရတဲ့ IK တို့လုံးအနုပညာရှင်ရဲ့သားသမီးတွေဟာတကယ်ကိုကံစားတာကောင်းတဲ့သူတွေပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ကိုထိတ်တန့်သရုပ်ဆောင်တွေရဲ့သားသမီးဖြစ်သူတွေဟာဆိုရှယ်မီဒီယာအကောင့်တွေကိုကောင်းကောင်း အသုံးမပြုကြပါဘူးအသုံးပြုရင်တောင်မှလူသိရှင်ကြအသုံးမပြုဘဲနဲ့ဝေဖန်ခံရမှာဆိုလို့တိုးတိုးတိတ်တိတ်တာအသုံးပြုကြတာဖြစ်ပါတယ် ဒီလိုမျိုးအယောင်ဆောင်တွေပေါ်တဲ့အချိန်မှာကြကြဘိုးရဲ့သမီးဖြစ်သူကတော့လူငယ်တွေကြားမှာရေပန်းစားတဲ့ TikTok account ကိုပေါ်ပေါ်တင်တင်ပဲအသုံးပြုနေရဖြစ်ပါတယ်။သူမရဲ့ TikTok account မှာဗီဒီယိုအချို့တင်ပြီးတော့လူငယ်တွေအကြိုက်ပုံစံလေးတွေကိုရိုက်ကူးနေရပဲဖြစ်ပါတယ်။ဒါအပြင်ပရိသတ်တွေနဲ့လည်းဖော်ရည်စွာစကားပြန်ပြောတဲ့အတွက်သူမရဲ့ပရိသတ်တွေတောင်ရှိနေပြီဖြစ်ပါတယ်။အခုတစ်ခါမှလည်းသူမရဲ့ account လေးထဲမှာတခြင်းတစ်ခုကိုကဘာဆိုထားတာဖြစ်ပါတယ်။ဒီတခြင်းကတော့လူငယ်တွေကြိုက်တဲ့ BDS ရဲ့အဖွဲ့ဝင်ဂျောင်ကုရဲ့တခြင်းပဲ ြစ်ပါတယ်။ကိုရီးယားစကားကိုလူမျိုးတယောက်လို့ပြပြတသားပြောနိုင်ပြီးတော့တချင်းကိုလည်းအတန်နဲ့အတန်ထားမှန်မှန်နဲ့သေချာကျွမ်းကျွင်စွာတည်ဆိုနိုင်တာဖြစ်ပါတယ်။အန်ကီရဲ့အတန်နဲ့အတန်ထားကနိုင်ငံကျော်အစိုးရရဲ့ထက်တောင်မှပို့ပြီးတော့ကြည်လင်ပြတ်သားတဲ့အတွက်ပရိသတ်တွေကစိတ်နှစ်သက်နေကြတာဖြစ်ပါတယ်။ဂျောင်ကူရဲ့တချင်းအများစုဟာတော်ရုံလူတွေခါပါမလုံးနိုင်လောက်တဲ့အတွက် International အဆိုတော့ခါပါသချင်းဆိုတဲ့သူတွေတောင်မှမဆိုနိုင်ကြတာများပါတယ်။ဒါကြောင့်ကြကြော်ဘွေရဲ့တမိဖြစ်သူကအဆိုပိုင်းမှာတော်တော်လေးအရေးချင်းပြည့်မီရဲ့လို့အမှတ်ချက်ပေးနေတဲ့သူတွေများစွာရှိနေတာပဲဖြစ်ပါတယ်။ အဖေဖြစ်သူလိုမျိုးနောက်တစ်ချိန်မှာနာမည်ကြီးအနုပညာရှင်အဖြစ်မြင်ကျင်နေကြတဲ့သူတွေများစွာရှိတဲ့အတွက်ပျက်စီးနေတဲ့မြန်မာပြည်ရဲ့အနုပညာလောကကိုကယ်တင်ပေးဖို့တောင်းဆိုနေကြတဲ့လူတွေကလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။အများမဆိုနိုင်တဲ့သတင်းကိုဆိုပြီးတော့အရင်ချင်းရှိကြောင်းပြသလာတဲ့ကြော်ကြော်ပေါ်ရဲ့တမီကျော်လေးအန်ခီနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းခေါမမဝေးမြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။